အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ iBan မှာ2025နိုဝင်ဘာလ4ရက်နေ့အင်္ဂါနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါခမန်းသုံးသက်ပြေးသွားမှာဖြစ်တဲ့ပရမအုံဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာရခမန်းသုံးသက်ပြေးသွားမှာဖြစ်တဲ့ဤပညာရကမ္ဘာရွှေကိုခမန်းသုံးသက်တဲ့အခါကျွန်တော်အိတ်ဖိုးတိုင်းဖရိန်နဲ့ခမန်းသုံးသက်ပြေးသွားမှာဖြစ်တဲ့အိတ်ဖိုးတိုင်းဖရိန်ဆိုတာဘာလဲဆိုရင်ကျွန်တော်ပြောနေကြတိုင်းပဲဒီကန်နယ်တုံးစတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ကတိုင်းဖရိန်၄နာရီအိတ်ဖိုးတိုင်းဖရိန်နဲ့ကျွန်တော်ခမန်းသုံးသက်ပြေးသွားတာဖြစ်တဲ့ဒါတိုင်းဖရိန်တွေကတော့အများကြီးရှိတယ်အဲထဲမှာ ကျွမ်းကျင်တဲ့အပေါ်မှာဒီကိုကျွမ်းကျင်တဲ့ time frame ပေါ်မှာမူတည်ပြီးတော့အယောင်းဝင်လောက်ကြတာရှိတယ်ကျွန်တော်ကတော့ A4 time frame နဲ့ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးကတအောင်ဆောက်ဘယ်လောက်ပေါက်နေလဲဆိုရင်တအောင်ဆောက်ကိုကျွန်တော်တို့လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာ3963ပေါက်နေတဲ့အနေအထားဖြစ်တယ်3963ဆိုတဲ့ဈေးအနေအထားဟာဈေးကတော့ကျွန်တော်တို့ဟို3963ဆိုတဲ့ဈေးအနေအထားဟာဈေးကတော့ကျွန်တော်တို့ဝယ်လို့အား ငါတိတ်တော့မရှိဘူးရေဈေးကျနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောနေလဲဆိုဈေးကွက်ကမနေ့ပိုင်းကလေးကဈေးစောက်ဖွင့်ကလေးကဈေးကအာဒီအကြအကြတွေပဲလာနေတာဖြစ်တယ်ဈေးကဆက်တိုက်ကျနေတာအကြအားတာနေတာပဲဖြစ်တယ်လက်ရှိအရာဆိုရင်လည်းဈေးကွက်ကဝယ်လို့အားရောင်းလို့အားချိန်ဆမယ်ဆိုလို့ရှိကြည့်မယ်ဆိုရင်လည်းအဲကျွန်တော်တို့ရောင်းလို့အားများနေတာဖြစ်တယ်ဈေးကျနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောလဲဆိုလက်ရှိကန်နေကြီးကအယိုးရှင်းဆုံးပထမအဆုံးကြည့်မယ်ဆိုလို့ရှိရင်လက်ရှိကန်နေကတော့ဘူးတော့ဖြစ်နေတယ်ဒါပေမဲ့ဘူးဖြစ်နေတာကကျွန်တော်တို့ကန်နေတုန်းက မပြီးသေးဘူးဗျာပြီးဆုံးသွားမှာကဘူးနဲ့ပြီးရင်တော့နည်းနည်းလေးအပြန်အသက်လာနိုင်မယ်တကယ်လို့ဘူးနဲ့တော့မပြီးဘူးဆိုရင်တော့အကြအကန်နဲ့လည်းဆိုရင်ဈေးရဆက်ကြနိုင်မယ်ဒါကြောင့်လက်ရှိကန်နဲ့ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘူးတော့ဖြစ်နေတယ်ဒါပေမဲ့ဈေးကွက်ထဲမှာဝယ်လို့အားတိတ်မရှိဘူးဘာကြောင့်လဲဆိုရင်ပြီးပြီးတော့ကန်နေတုံးလေးဆိုလို့ရှိရင်ဒီမှာနေပြီးပြီးတော့ကန်နေတုံးလေးရဆိုလို့ရှိရင်ဘဲကန်တဲ့တုံးလေးဒီမှာဆက်တိုက်ဆက်တိုက်၃တုံး၄တုံးတွေ့နေရဖြစ်တယ်ဘဲကန်တဲ့တုံးမှာလက်ရှိကန်နေရတာရှဲတော့ပြန်ထုတ်ပြီးတော့ပဲဈေးကြောက်ပြန်မြင်ရမလားဆိုတော့ဒါတော့တစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်ဒါကြောင့် ျွန်တော်ကလက်ရှိရဲ့ဈေးကွက်အနေထားကဝလိုအားများနေလားရောင်းလိုအားများနေလားဆိုတာကန်နေကိုကြည့်လိုက်တာဖြစ်တယ်ကန်နေကိုကြည့်ပြီးတော့ဒါဆုံးဖြတ်လို့ရတယ်ဖြစ်တယ်ဒါကကြည့်နည်းကိုပြောပြတာဖြစ်တယ်နောက်ထပ်သတင်းအနေနဲ့တော့ကျွန်တော်တို့ဒါအင်ကာနေနေမနပိုင်းဈေးစားပွင့်ခဲ့တဲ့ဈေးကိုကြည့်ဒီကြည့်ရမယ်ဆိုလို့ရှိရင်မနပိုင်းဈေးစားပွင့်ခဲ့တဲ့ဈေးကတအောင်စောက်ကျွန်တော်တို့၄00မှာဈေးစားပွင့်လိုက်တယ်ဗျာ လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးရဲ့ဈေးက4005ထိပဲဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3966ထိဈေးကိုကျခဲ့ပြီးပါပြီဒါအောင်ကြည့်ချင်းအားဖြင့်ဆိုလို့ရှိရင်လည်းဒါဘယ်လောက်လို့ပြီးကြည့်မယ်ဆိုရင်လည်းဒါဘယ်ဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုတာချိန်ဆလို့ရမှာဖြစ်တယ်ဘယ်လိုချိန်ဆလို့ရလဲဆို4000ကဈေးကစဖွင့်ခဲ့လိုက်တယ်4005အပေါ်ကို5ပြက်လောက်ပဲတက်သွားခဲ့တယ်4005ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့3966ထိဈေးကပြန်ကျသွားတဲ့အနေအထားကိုတွေ့ရတယ်အဲဒါကြောင့်ဈေးကွက်ထဲမှာဒါကဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုတာဒါချိန်ဆလို့ရ တယ်ဘာလို့ဆိုရောင်းလို့အများနေရဖြစ်တယ်ဈေးကျအားသာနေတာကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်လက်ရှိဈေးတန်းအရောက်ကိုချိန်ဆပဲဆိုရင်လည်းဖွင့်ဈေးရအောက်မှာရှိနေတာဖြစ်တဲ့အတွက်ဈေးကွက်ရဲ့အဲအနေထားဟာဒါရောင်းလို့အများနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါကအယိုးရှင်းဆုံး음ဒါနားလည်လွယ်မယ်မိတ်ဆွေတို့နားလည်လွယ်မယ်ဟာကိုကျွန်တော်ကကြည်ပုံကြည်နေကိုပြောပေးသွားတာဖြစ်တယ်အဲ ဒီလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့အင်ကာနေ့နေနဲ့သတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးတန်းတွေကိုပါတခါတည်းဆက်လက်ပြီးပြောပေးသွားအောင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်ဒီရက်တရက်တာအနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုတည်ထားလို့ရှိရင်မိတ်ဆွေကဘာတွေအကျိုးကျေးဇူးရှိတယ်လဲဆိုလို့ရှိရင် train နေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ကိုကရောင်းမဝယ်မတွေတိတ်မဖြစ်ဘူးဆုံးရှုံးမှုရခိုင်တို့မူတွေနဲပါတယ်ခင်ဗျာမရှုံးမှုလို့တော့မပြောဘူးဒီလုပ်ငန်းက risk ရှိပါတယ်ဆုံးရှုံးမှုရရခိုင်တို့တွေများပါတယ်ဒါပေမဲ့ကိုကစနစ်တကျနဲ့အယောင်းဝယ်လုပ်ပြီးတော့ ဒီသုံးသက်ချက်တွေနဲ့သတိချကြလေးသတိထားမဲ့ဇေဒန်းတွေကိုတိထားတယ်ဆိုရင်ရွှေရွှုံမှုရခိုင်လုံးနဲ့ပါတယ်ပြီးတော့ဒါရောင်းမဝယ်မတွေလည်းမဖြစ်ပါဘူးဒါဒီဟာတွေတိထားရတဲ့အကျိုးဆက်ကဒီလိုမျိုးဖြစ်လာနိုင်တာကြောင့်ကျွန်တော်ကအဓိကထားပြီးတော့ကျွန်တော်ပြောပြီးတော့ဒါအသုံးသက်ပေးပြီးအကြံပေးလေးရှိပါတယ်ခင်ဗျာဟုတ်ပြီအဲကျွန်တော်သတိထားမဲ့ဇေဒန်းတွေကိုအရင်ပြောပေးမယ်မပြောခင်ဆိုလို့ရှိရင်မိတ်ဆွေအားကျွန်တော် trade account ဖွင့်နေတာပဲဖြစ်စေ VBNB Scanner Channel ကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ trade account ဖွင့်တဲ့အခါမှာဘယ်လိုမျိုးတွေစာပြစ်တွေရနိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်ရှိမှာ တရားရခိုင်နှုန်း credit bonus ရှိပါတယ်ဒေါ်လာတရားနေစာပြီးတော့လဲဒီ account ဖွင့်လို့ရပါတယ်အဲဒီ account ဖွင့်တဲ့ခါမှာလဲ commission free ပါဘေးစရာမလိုပါဘူးဆွတ်ဖီးညတိတ်ခါလဲဘေးစရာမလိုပါဘူးကျွန်တော်ငွေထုံးငွေတွင်းမှာလဲကျွန်တော်တို့ဒါအနည်းဆုံးဒေါ်လာ50 90 30လောက်ကနေစပြီးတော့ထုတ်လို့ရတာတွေ profit ထုတ်လို့ရတာတွေတွင်းလို့ရတာမျိုးတွေလဲရှိပါတယ် dot app ပေါ့အဲဒီရရဲ့အသေးစိတ်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ငွေထုံးငွေတွင်းလဲမှန်ကန်မြန်ဆန်စွာနဲ့တိတိကျကျနဲ့ကျွန်တော်တို့ဘက်ကအကောင်းဆုံးစာပြစ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ ာဟုတ်ပြီအဲဒီရဲ့စာဖက်ကိုသိပြီးပြီဆိုလို့ရှိရင်ဘူးပြန်ပြီးစကနယ်စာဖက်ကတော့ဘယ်လိုမျိုးလဲဘယ်လိုလူမျိုးတွေ join တဲ့နယ်လဲဆိုရင်မိတ်ဆွေရာ trade account ကတော့ဖွင့်ထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြံပေးချက်ကျွန်တော်ရဲ့သုံးသက်ချက်တွေကိုသဘောကျလို့ဒီရဲ့ဈေးကွက်နဲ့တပြေးညီအယောင်းဝယ်လုပ်ချင်တယ်သုံးသက်ချက်တွေကိုသုံးသက်ပြီးအချိန်ပေးပြီးမသုံးသက်နိုင်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီ VPN Signal Channel ကို join ထားပေးဖို့တော့လိုအပ်ပါတယ်အဲဒါကြောင့်အသေးစိတ်ကိုသိချင်ရင်တော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာလာစင်ကြီးတွေပေးပြီးတော့ကျွန်တော် channel မှာဝင်လို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲ လက်ရှိဈေးနေထားကိုလည်းပြောပြပြီးစားပစ်ကြောင်းကိုလည်းပြောပြပြီးဆိုလို့ရှိရင်ကျွန်တော်တရက်တာသတိထားမဲ့ဈေးတန်းနဲ့ဘယ်မှာဝယ်တယ်လဲရောင်းတယ်လဲဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်။တရက်တာသတိထားမဲ့ဈေးတန်းကတော့လက်ရှိရဲ့အရာဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်း wall system ကိုအရင်ပြောပြသွားမှာဖြစ်တယ်။ wall system ဆိုတာဘာလဲဆိုရင်ဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်းကတော့4005ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်4005ကမနေ့ပိုင်းကလေးကနေဈေးဖောက်တက်နိုင်ရင်မရှိဘဲနဲ့ပြန်ကန်ကြတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရတာဈေးကွက်ထဲမှာတော့ဒါက ရောင်းလို့အားများနေတယ်ဝယ်လို့အားတိတ်မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့၄တောင်နဲ့၅ကိုဖောက်တတ်နိုင်ရင်လည်းမရှိဘူးလက်ရှိအရာကျနေတယ်ဈေးစတဲ့ပို့ဆောင်ကြရမယ့်ဈေးတန်းကတော့၄တောင်နဲ့၅ဈေးတန်းပဲဖြစ်တယ်၄တောင်နဲ့၅ကိုတော့ဖောက်တက်နိုင်မှာတော့အပေါ်ဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်၄တောင်၅ကိုဖောက်တက်နိုင်ပြီဆိုရင်ဘယ်လောက်ထိလာနိုင်မလဲဆိုရင်၄တောင်နဲ့၁၅ 4035လောက်ဒီဈေးအသက်လာနိုင်မှာဖြစ်တယ်။ဒါကကျွန်တော်တို့4005ကိုဖောက်တက်နိုင်မှာဒီဈေးတန်း4035,4035ဆိုတဲ့ဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်။အကယ်လို့4005ကိုဖောက်မတက်နိုင်မှချင်းကတော့ဈေးအကျမှာရှိနေဦးမှာဖြစ်ပါတယ်။ဈေးကအကျအားတာနေတာဖြစ်တယ်။ထရန်ရဆိုလဲအကျ ထရန်ထဲမှာရှိပါသေးတယ်ဒါလေးကိုတော့မိတ်ဆွေသတိထားပါဈေးကြတိုင်းလိုက်ပြီးတော့ဝယ်တဲ့မိတ်ဆွေတွေအတွက်ကိုအဝယ်တွေမဝင်စေချင်နေပါဘူးဆွဆွပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဈေးတန်းကကျတော့လာရကလောလောဆယ်အကြမှာရှိနေပါလေတဲ့ခင်ဗျာ၄05ကိုဖောက်တက်နိုင်မှာအလွန်ဆုံးမျောလို့ရမှာမှာ၄05၄035လောက်ထိပဲမျောလို့ရအောင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကတရက်တာသတိထားရမယ့်အင်္ဂါနေ့နေနဲ့သတိထားရမယ့်ဈေးတန်း၄05ဈေးတန်းပဲဖြစ်တယ်၄05ကိုဖောက်တက်တော့လိုက်ပြီးတော့ဝယ်ပါအကယ်လို့ဖောက်မတက်နိုင်ဘူးဆိုတော့လိုက်ပြီးတော့ရောင်းမှာဒါလေးကိုတော့သိထားပါဟုတ်ပြီဒါပြောပြပြီဆိုလို့ရှိရင်အောက်ဆက်ဖို့ဈေး ေတန်းတတိထားမဲ့ဈေးစကြောင်းဆောင်ကြမဲ့ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲ3966ဟာအနှိမ်ဆုံးထိကြခဲ့ပြီးတဲ့ဈေးတန်းဖြစ်တယ်3966ဆိုတာဒါ support ဈေးတန်းဖြစ်တယ် support ဆိုတာပါလဲဆိုရင်ဈေးစကြောင်းဆောင်ကြမဲ့ဈေးတန်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဈေးစကြောင်းဆောင်ကြမဲ့ဈေးတန်းဒီဈေးတန်း3966ကိုဖောက်ကျနိုင်ရင်မရှိဘဲနဲ့ပြန်တက်နေတဲ့အနေထားကိုတွေ့ရတယ်ဒါကြောင့်ဒီရဲ့ဈေးတန်းဟာဈေးစကြောင်းဆောင်ကြမဲ့ဈေးတန်းလို့သတ်မှတ်တာဖြစ်တယ်3966ကိုတော့ဖောက်ကျနိုင်ခဲ့ပြီဆိုရင်တော့ဈေးကအကျအားတာနိုင်တယ်ဘလောက်ထိကျလာနိုင်မလဲဆိုလို့ရှိရင်တော့3900 50 3900အ sorry 3900 95လောက်ထိကိုဈေးအကြတွေမျောလို့ရမှာဖြစ်တယ်လာနိုင်မှာဖြစ်တယ်3966ကိုဖောက်ကြခဲ့ပြီဆိုတော့အကြအားတာနိုင်တယ်3950 3925ဝင်းကျင်လောက်ထိအကြလာနိုင်တယ်ဘာကြောင့်လဲဆိုရင်ဒီမှာ trend ထောက်နေတယ်ဒီ trend ဒီ trend ကိုလာပြီးရိုက်တာတော့ဒီမှာ3ချက်လောက်ရှိပြီ4ချက်လောက်ရှိပြီဒီရက်ဟာ3900ဒါ 60ဈေးတန်းပဲဖြစ်တယ်3000ကောင်က60ဈေးတန်းကတော့ဒီလိုထွန်းကတော့ဖောက်ကျနိုင်ခဲ့တော့ဒီလိုမျိုးအကြအားကောင်းနိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်က3000ကောင်60ကိုဖောက်ကျနိုင်ခဲ့ပြီဆိုရင်66 60ကိုဖောက်ကျနိုင်ခဲ့ရင်ဈေးကျအားသာနိုင်လေဆိုဘာကြောင့်ဒီလိုပြောရဆိုထွန်းကိုကျိုးသွားတာဖြစ်တဲ့အတွက်3950 3925ဝန်းကျင်အောင်ဒီဈေးကျလာနိုင်မယ်လို့ကျွန်တော်ပြောရခြင်းဖြစ်တယ်ဒါကအယူရှင်းဆုံးကြည့်ပြီးပြောပေးတော့တာဖြစ်တယ် ဟုတ်ပြီဒါကတရက်တိုင်အင်္ဂါနေ့နေနဲ့တည်ထားရမယ့်ဈေးတန်း၄၅နဲ့3966ကိုတည်ထားပြီဆိုလို့ရှိရင်မိတ်ဆွေရာစာဆုံးဖြတ်မှုရခိုင်လုံးနဲ့တဲ့ဘာကြောင့်လဲဆို3966ကိုဖောက်ကြပြီဆိုတော့လိုက်ပြီးတော့ရောက်မှာဖောက်မကြနိုင်နေဘူးဆိုတော့လိုက်ပြီးတော့အဝဲလိုက်ပါဒီကြားထဲမှာပဲဈေးကအလောက်ခတ်ရှိနေတာဖြစ်တယ်ကမ္ဘာရွှေအကူရဲ့အလောက်ခတ်နေတဲ့အနေထားကဟုတ်ပြီတကယ်လို့ဒါမိတ်ဆွေရာကြတော့ဒီရဲ့သုံးသက်ချက်တွေမရှင်းတာတွေရှိရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်ဒါက ဒီရဲ့သတိထားမဲ့ဇေတန်းတွေကိုပြောပြပြီဆိုလို့ရှိရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေကိုတခါတည်းပြောပြသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပြီးလိုအပ်တယ်။ဟုတ်ပြီ။ဘယ်မှာဝယ်တင်လဲရောင်းတင်တယ်လဲဆိုလို့ရှိရင်လက်ရှိအရဆိုရင်ကျွန်တော်ဘိုင်းအရင်ရင်ပြောပြသွားမှာဖြစ်တဲ့ဘိုင်းအော်ဒါအနေနဲ့ရင်ပြောပြသွားမှာဘိုင်းလက်ရှိဇေတန်းမှာဘိုင်းတင်တယ်လားလက်ရှိဇေတန်း3990နဲ့မှာကျွန်တော်ကတော့3990နဲ့ကိုဘိုင်းမကြိုက်ဘူး။ဘာကြောင့်လဲဆိုရင်ဈေးခွက်ရဲ့အနေအထားကအဲနည်းနည်းလေးပြန်ပြီးတော့ပြန်ကြအောင်လားဒီ3990နဲ့မှာဈေးအီနေရတော့ကြာပြီ။ဒါ ဒီနနတနာကြီးကျော်နနာကြီးလောက်ရှိပြီဒီ3990နှစ်နေလားလေးမှာပဲဈေးကအသက်ကြေးကအာ3လေးပစ်လောက်ကလေးပဲလှုပ်ပြီးတော့အေးနေရဖြစ်တယ်သူဘယ်လိုအားရောင်းလို့အားဆက်ပြီးတော့တက်မလားဆက်ပြီးတော့ကျမလားဆိုတာတခြားသူတို့စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီဈေးထဲမှာအဝယ်မကြိုက်ဘူးအကယ်လို့မိတ်ဆွေကဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဘယ်မှာဝယ်ရမလဲဆိုအောက်ဈေးထဲနေရောက်မှာဝယ်စီချင်တယ်ဘိုင်းအော်ဒါအနေနဲ့ဆိုတော့ဘိုင်းကတိတ်ပြီးတော့မကြိုက်ဘူးဖြစ်တဲ့အတွက်ဒီနေ့ကဈေးကအကျလားရဖြစ်နေတယ်3960ခွန် နောက်ထပ်တစ်ခုအနေနဲ့ကတော့3900 95တွေမှာဝယ်ပါအဝယ်ဈေးတန်း point နှစ်ခုပေးတာဖြစ်တယ်3969နဲ့3925မှာဝယ်ပါဒီပြီးအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာပိုင်းရမလဲဆိုတော့3969အတွက်ဆိုလို့ရှိရင်3900မှာ69မှာဝယ်ရိုက်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်3990နဲ့3000ထိကိုအမြတ်ယူလို့ရမှာဖြစ်တယ်အကယ်လို့3995မှာဝယ်လိုက်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်3935အထိဒီပြီးယူပါ အဆန်အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆိုရဘယ်မှာအရှုံးပိုင်းရမလဲဆိုရင်ကိုရှုံရှုံခံနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါအဆန်ဆိုတာ store lot လို့ပြောပါတယ် TP ဆိုတာကကျွန်တော်တိတ် brow ဖြစ်ပါအမြတ်ယူရတဲ့ဟာဖြစ်တယ်။ store lot ကိုဘယ်မှာထားရမလဲဆိုလို့ရှိရင်တော့3900 60ရဲ့အောက်မှာ SN ထားရင်တော့ပို့ပြီးအဆင်ပြေတယ်။ဒါက buy order အတွက်ကျွန်တော် TB နဲ့ SN ကိုပြောပေးသွားတာဖြစ်တယ်။ buy order အတွက် TB နဲ့ SN ကိုပြောပြီးပြီဆိုလို့ရှိရင်အယောင် order ဆဲ order အတွက်ပြောပေးသွားတာဖြစ်တယ်။အယောင်ဆဲ order အတွက်ကိုလက်ရှိဈေးမှာရောင်းသိမ့်ပြီလား။ရောင်းသိမ့်ပြီလားလို့အမြင်နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အမြင်ကတော့ဒီဈေးတန်းလေးမှာတော့3990နဲ့နှစ်65တွေကိုမှကျွန်တော်ကအယောင်တော့ကြိုက်တယ်။အဲဘာကြောင့်အယောင်ကြိုက်တယ်လဲလို့ပြောရမယ်ဆိုရင်ဈေးကွက်ရဲ့အနေထားကကျွန်တော်တို့3990နဲ့ သုံးနာလေးမှာအယောင်ကြိုက်တယ်3993 95ခန်းနာလေးမှာတော့အယောင်ကြိုက်ပါတယ်ခင်ဗျာအဲဆဲအော်ဒါက3993 95လေးမှာအဝယ်မအယောင်မဝင်ရဲဘူးဆိုတဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်ဘယ်နာလေးမှာရောင်းတင်တယ်လဲဆိုလို့ရှိရင်တော့3 4000နဲ့ ၄၁၅တောင်းလေးရောက်မှအရောင်းဝင်ပါတီဗီအမြတ်ပိုင်းစည်းတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်ဒါမိတ်ဆွေကကြတော့ဒီဘယ်မှာအမြတ်ပိုင်းသင့်တယ်လဲဆိုရင်ကျွန်တော်ပြောပြသွားတာဖြစ်တယ်3993နဲ့4015တားလေးမှာရောက်မှာတီဗီအမြတ်ပိုင်းစည်းတန်းကတော့ဒီ3900 3980အဲခွန်4015မှာရောင်းပြင်းတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့4000နဲ့ လေးတောင်နဲ့ငါးလောက်မှာအမြက်ပိုင်းမှာ SN အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆွေကပိုရှုံးရုံးခန့်နေတဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လို့တော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့လက်ရှိရဲ့အရာဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်3900 3900အ sorry 4000 4000ရဲ့အပေါ်မှာ4000 ငါအပေါ်မှာအဆန်ထားရင်တော့ပုံပြီးအဆင်ပြေတယ်။ဒါကကျွန်တော်အယောင်အော်ရာအတွက်တီပီနဲ့အဆန်ကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်။အကယ်လို့ဒါမိတ်ဆွေရမရှင်းတာတွေပဲဖြစ်စေအေးဒီသိကျင်တာပဲဖြစ်စေကျွန်တော် Telegram လောက်ဆက်သွင်းနိုင်ပါတယ်။ဒါကကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ သူတို့သုံးသက်ချက်ဖြစ်ပါတယ်ဒါနီးပညာရသုံးသက်ထားတာဖြစ်တယ်နီးပညာရသုံးသက်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမင်္ဂမှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုပါရယ်ခင်ဗျာဟုတ်ကဲ့ပါဒါကနီးပညာရသုံးသက်ပြီးပြီဆိုရင်ကျွန်တော်သတင်းပိုင်းရသုံးသက်ပေးသွားမှာဖြစ်တယ်သတင်းပိုင်းရကရောသတင်းတွေထွက်ဖို့ရှိလားဆိုတော့အသက်ချက်လောက်တွားကြည့်ရအောင် တင်းတွေကထွက်ဖို့ရှိလားဆိုရင်တင်းကထွက်ဖို့တော့ရှိတယ်တခုလည်းရှိပါတယ်ဒီတင်းကဒါ US data ပဲဖြစ်တယ် US data ကဘာတင်းလဲဆိုလို့ရှိရင် US တင်းပဲဖြစ်တယ် US ရဲ့စီးပွားရေးတင်းပေါ့ဒီတင်းကဘယ်ချိန်မှာထွက်မလဲဆိုရင်မြန်မာစံတော်ချိန်ကျွန်တော်တို့ဒါမြန်မာစံတော်ချိန်ည9:00ခွဲမှာထွက်ရှိသွားမှာဖြစ်တယ် 9နိုင်ခွဲမှာထွက်ရှိသွားမဲ့သတင်းကဒါက job open ဒီသတင်းပဲဖြစ်တယ်ဒီသတင်းကဒါကဘာကဘာရွှေစည်းပေါ်လောက်ခတ်လာနိုင်တယ်9နိုင်ခွဲမှာထွက်မဲ့သတင်းရဲ့ update တွေပဲသိကျင်တာပဲဖြစ်စေကျွန်တော်တို့ဈေးနှုန်းရဲ့ update တွေကိုသိကျင်တာပဲဖြစ်စေသုံးသချက်တွေကိုသိကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ free channel ကိုလာရောက် join ထားပြီးဖို့လိုအပ်တယ် Telegram free channel မှာကျွန်တော်က up to date တွေသင်ပေးလေးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါအကယ်လို့ဒါမရှင်းတာတွေရှိရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီ video လေးကိုလည်းအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်